ဒါတော့လက်ရှိဖားကန်လုံကင်းမှာညဘက်ကြီးထွက်ပြေးရတာဒီနော်အဲ့ဒါတင်းလေးကိုကျွန်တော်အရင်ဖတ်ပြပါမင်္ဂလာပါရှင်းပြ channel ကိုကြိုဆိုလိုက်ပါတယ် ပဲခူးတိုင်းလက်ပဒန်းမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းတသားအဖြစ်လိုက်လံဖမ်းဆီးနေတဲ့အုတ်ချုပ်ရင်းမှုချစ်လဲပြစ်ခတ်တက်ခတ်ခံရပြီးတေဆုံးသွားပြီလို့ရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်မေလ29ရက်နေ့မနေ့7:30မိနစ်30ခန့်မှာလက်ပဒန်းမြို့နယ်မြေစည်းကျေးရွာအုပ်စုစစ်တပ်ခန့်အုတ်ချုပ်ရင်းမှုချစ်လင်းကို ရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ကရဲဘော်တွေကသူ့ရဲ့နေအိမ်တွေတည်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာပွဲချင်းပြီးတေသွားတယ်လို့လည်းသိရပါတယ်။တေသွားတဲ့အုတ်ချုပ်ရေးမှူးချစ်လင်းဟာအုတ်ချုပ်ရေးမှူးမဖြစ်ခင်ကတည်းကစစ်တပ်ထောက်တိုင်ပြည်လောက်ကန်နေသူဖြစ်ပြီးစစ်မှုထမ်းကိုအကြောင်းပြကလူငယ်တွေကိုဖမ်းဆီးရမှာကိုယ်တိုင်ပါဝင်ဖမ်းဆီးပေးနေတဲ့အတွက်ကြောင့်အခုလိုပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရရှင်။ မြမအရေးဖြည့်ရှင်းဖို့ဂျိုးပန်းအားထုတ်မှုတွေတိုးတက်မှုရှိခဲ့ပေမဲ့ဂျိုးပြက်လွယ်တဲ့တရားစင်းလိုပဲလို့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ကအာဆီယံကောင်းဆောင်နေနဲ့တွေ့ဆုံချိန်မှာခိုင်နိုင်ပြောဆိုခဲ့ပါတယ်။မြမအကျက်တဲကိုတဖြည်းဖြည်းနဲ့ဖြည့်ရှင်းဖို့အတွက်ကျွန်တော်တို့ရဲ့အားထုတ်မှုတွေမှာတိုးတက်မှုရှိခဲ့ပါတယ်။ဒီလုပ်ငန်းစဉ်တစ်ခုလုံးမှာတိတိဆိတ်ဆိတ်စိတ်ဆက်ညှိနှိုင်းမှုကအရေးကြီးတယ်ဆိုတာလည်းဖော်ပြလိုပါတယ်။ခြေလန်းတွေကတင်းငယ်ခြင်းတင်းငယ်မယ်။တရားတွေကဂျိုးပြက်လွယ်ကောင်းဂျိုးပြက်လွယ်မယ်။ ဒါပေမဲ့ဆိုရိုးရှိသလိုပဲငိမ့်ချင်းဤကိစ္စတွေမှာကျိုးပြက်လွယ်တဲ့တရားတစင်းဟာပိုကျလာတဲ့အကြောင်းကြီးထက်တော့ပိုကောင်းပါတယ်လို့မလေးရှားဝန်ကြီးချုပ်ကမေလ26ရက်ကထိပ်သီးဆွေးနွေးပွဲအဖွင့်အမာစကားမှာထည့်သွင်းပြောခဲ့ပါတယ်အာဆီယံကောင်းဆောင်တွေဟာလက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားရဲ့အားထုတ်မှုတွေအပေါ်အခြေခံပြီးတော့တုတ်ဆိုင်နေတဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုပြန်လည်နှုတ်နိုင်မဲ့နည်းလမ်းတွေကိုဆွေးနွေးနေကြပါတယ်ရှင်။ က်စစ်ကောင်စီက PDF တပ်ဖွဲ့တွေအတွင်းမှာစစ်တပ်ထောက်ခံတဲ့လူငယ်တွေကိုထဲ့သွင်းကာစုံစမ်းထောက်လန်းတာသွေးခွဲရာတွေကိုလုဆောင်နေတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့လုံခြုံရေးအသည့်တတိမပေါ်ဆကြဖို့တိုက်တွန်းလိုတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော့စပွန်ကပြောပါရယ်နိုင်ငံနဲ့အဝမ်းစစ်မျက်နှာပြင်တွေမှာစစ်ရှုံးအခြေအနေတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အကြမ်းဖက်စစ်ကောင်စီဟာ တော်လဲတစ်ဖွဲ့တွေအတွင်းဒလန်တရှိုးတွေစိတ်ဝင်စီကသတင်းအချက်လက်ရယူတဲ့ထောက်လိုင်းလုပ်ငန်းတွေကိုလုတ်ကင်ဆောင်ရွက်လာရလို့လဲဆိုပါရယ်စစ်ကောင်စီဟာသူတို့ကိုထောက်ခံတဲ့အရက်သားတွေကို တော်လဲတစ်ဖွဲ့တွေထဲမှာအသွင်ယူဝင်ရောက်စေကတင်းနေရာတွေရယူကအချင်းချင်းကြားသွေးကွဲစေဖို့အခြေအနေတွေကိုဖန်တီးတာ တပ်ဖွဲ့တွေကိုစွန့်ခွာစေဖို့ဆွဲဆောင်စည်းရုံးတာစတဲ့လုပ်ငန်းတွေကိုစနစ်တကျလှုပ်ဆောင်လာရလို့လည်းကိုအော့စမွန်ကပြောပါတယ်။စစ်ကောင်စီကတော်လှန်ရေးအဖွဲ့အစည်းအတွင်းကိုပုံစံမျိုးစုံ၊ညီလန်းမျိုးစုံအကြောင်းအရာမျိုးစုံနဲ့ သူတို့အတွင်းလိုဒလန်တရှိုးတွေကိုဆစ်လွတ်ထားနိုင်တာကိုလည်းတော်လဲအင်အားစုတွေအနေနဲ့အထူးအလေးပေးသတိမှုတင်တယ်လို့လည်းသတိပေးထားပါဗျ။ပြည်သူစစ်မှုထမ်းဥပဒေအာဓမပြတ်ထမ်းပြီးအဲ့ဒီနောက်ပိုင်းမှာပြည်သူကာကွယ်တပ်မတော်မန္တလေးကိုစစ်ကောင်စီကရွေရွေရှိရှိဆစ်လွတ်ထားတဲ့ဒလန်တရှိုးတွေဟာ ပုံစံမျိုးစုံနဲ့ဝင်ရောက်လာပြီးအသက်20ဝန်းကျင်မှာရှိနေတဲ့လူငယ်တွေဖြစ်ကြသလိုအမျိုးသားရောအမျိုးသမီးတွေပါပေါဝင်လာခဲ့တယ်လို့လည်းဝင်ရောက်လာခဲ့တယ်လို့လည်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကပြောပါရရှင်မန္တလေး PDF ကထုတ်ပြန်လာတဲ့သတင်းလေးတပုတ်အဲ့ဒါလေးကထုတ်ပြန်ချက်ပေါ့ဗျာသူကထုတ်ပြန်ချက်ကိုကျွန်တော်တို့ကြည့်ပြီးတော့ကျွန်တော်တို့ပြုံးစီစီပဲပြုံးမိတယ်ပြုံးလို့လေးသာပြုံးလိုက်ပါတယ်ပေါ့ဗျာဆိုတော့မန္တလေး PDF ကထုတ်ပြန်စာနဲ့ကြာကြာနာရှင်းရှင်းလေးလေးယူ ဒီကနေ့ပေါ့ဗျာဒီကနေ့လိုပဲပြောပြစီဒီကနေ့ဆိုရင်သူကအုံနေချင်းနဲ့ဒါကြီးကိုချေချေလောင်းရထုတ်လာတွေ့ရတယ်ပြည်ပြချမ်းမှတ်မီဒီယာတွေအကုန်လုံးကလည်းဝိုင်းပြီးတော့ဒီကိစ္စကိုဝိုင်းဖို့ပေါ်ပြနေကြတယ်အဲ့ဒါဘာလဲဆိုတော့သူတို့သူတို့အတုံးခေါ်ပေါ့နော်ဒေါ်လာရေးတက်ဖို့ဝင်နေတဲ့သတင်းချက်လက်တွေကိုတဲ့အချမ်းဖက်စစ်ကောင်စီကထောက်လိုင်းသတင်းရယူနေတဲ့ပုံစံမျိုးကိုထုတ်ပြန်ကြေညာခြင်းဆိုပြီးတော့သူကအဲ့ဒီနေရာတော့ထွက်လာဒီနေ့ထွက်လာအဲ့ထွက်လာကြေညာချက်ကကြေညာချက်အရာပေါ့နော်သူပြောကြင်တာကတော့အာ ဒလန်နေသူတို့ထဲကိုတရှိုးဒလန်နေအတွင်းလူတွေကိုစေလွတ်ထားနိုင်တယ်လို့သူကစေလွတ်ထားနိုင်တယ်လို့သူကသတိပေးတယ်။သူတို့ကိုယ်တိုင်လည်းရင်ဆိုင်ရလို့ mentally PDF အဖွဲ့ကသူတို့ကိုယ်တိုင်ရင်ဆိုင်ရလို့လင်းနေကြော်ကြမှာကျွန်တော်ရည်ပဲရည်ရှင်တာမဟုတ်ရည်ရှင်လဲရည်ရှင်ပြီလားဒါပဲကျွန်တော်လုံးရင်းပြောပါမယ်။ဒီသူတို့အနေသူတို့စစ်တပ်ကအဲ့သူတို့ထဲမှာအတွင်းလူဒလန်နေတရှိုးတွေထဲစေလွတ်ထားနိုင်တာဟုတ်တဲ့တော်လိုင်းအင်အားစုတွေအလေးထားဖို့သတိမှုသင့်တယ်တဲ့နော်။အဲ့စစ်မှုထမ်းဦးတွေထွက်ပြီးနောက်ပိုင်းသူတို့ mentally PDF ကို ဝင်လာတဲ့ဒလန်တွေတချို့တွေပုံစံမျိုးရောက်လာတယ်တဲ့အဲ့တော့အသက်ပဲပိုက်ချအပြင်20ဝန်းကျင်ရှိတဲ့လူငယ်တွေဖြစ်ပြီးတော့အမျိုးသားမျိုးစုတွေပါတယ်တဲ့အဲဆုဆောင်ရေးကာလမှာလူငယ်တွေဟာအခြားလူငယ်တွေနဲ့ယင်းနှီးအောင်အာကျိုးပန်းအထုတ်ခဲ့ကြပြီးတော့အမြင်နေရင်လိုက်စားပိုင်းတိုင်းဖုန်းတော့ပဲအခုတူဆောင်တောင်းခဲ့ကြတွေ့တယ်တဲ့တနင်္လာရှောက်မှလည်းတပ်ဖွဲ့ဘက်ကနေစွန့်ခွာနေတဲ့အတွေ့ခေါ်တွေတနင်္လာချင်းချင်းချားမှာရေရေရှိဖြန့်ဝေကြတယ်တဲ့၎င်းတို့ကရဲ့တပ်ဖွဲ့နဲ့သက်ဆိုင်တဲ့သတင်းချက်လက်တွေကိုတတ်နိုင်တဲ့ပုံစံနဲ့ရယူဆူဆောင်းကနောက်ဆုံးမှာတပ်ပြေးဖြစ်တပ်ဖွဲ့မှာစွန့်ခွာသွားလိမ့်ရှိတယ်တဲ့နော်သူတို့ပြောတာ တနင်္သာရီတိုင်းဘိမ့်မြို့မှာမေလအတွင်းစစ်ကောင်စီလက်အောက်ခံရင်ထင်းရဲတွေကဆိုင်ကယ်ဖမ်းဆီးမှုတွေပုံမလုံလာတယ်လို့မြို့ကန်တွေကပြောပါတယ်။ဘိမ့်မြို့ရဲ့လမ်းစုံလမ်းကွာတွေလူအသွားလာများတဲ့လမ်းမကြီးတွေရဲ့အနီးတစ်ဝိုက်မှာ point အနည်းဆုံး3ခုလောက်ချပြီးတော့ဖမ်းဆီးမှုတွေလုံလာတာလို့ပြောပါတယ်။မြို့တစ်ကျောင်းရှိမှာဆိုင်ကယ်ဖမ်းနေချိန်ဆိုင်ကယ်တစ်စီးကမောင်းပြတဲ့အတွက်လမ်းချော်ပြီးတော့မှောက်သွားချိန်မှာရင်ထင်းရဲတွေကထိုးချိတ်ပြီးတော့ခေါ်ဆောင်သွားတာမျိုးတွေ့ရတယ်လို့ဘိမ့်မြို့ခံကပြောပါတယ်။ ဆိုင်ကယ်ဖမ်းဆီးရမှာလဲဆိုင်ကယ်အုပ်ထုတ်မပါလာရင်အ ਨੇ စုံတန်ငွေ9000ပေးဆောင်နေရပြီပြီးခဲ့တဲ့မတ်လကပေးဆောင်ရတဲ့တန်ငွေထက်2000ကျပ်ပိုတိုးလာတယ်လို့ဆိုင်ကယ်ဖမ်းဆီးခံရသူတွေကပြောပါတယ်ဒါပြင်ဆိုင်ကယ်ဖမ်းဆီးရမှာမောင်းပြတဲ့သူကိုလည်းရင်ထင်းရဲတွေကထိုးနှက်ပြီးတော့ခေါ်ဆောင်သွားတဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့မြို့ကန်တွေကပြောကြပါတယ်ရှင်အင်အား600နဲ့ဆက်လာခဲ့တဲ့စစ်ကြောင်းဟာဖားကန့်လုံခင်းကိုရောက်တဲ့အချိန်မှာအင်အား100လောက်တရားကျော်လောက်ပဲပါတော့တယ်နော် ဘောမတွေအပဲအတန်ပြောနေတာပေါ့လက်ရှိဖားကန်လုံခင်းမှာတော့ဒီစစ်ကောင်စီစစ်တောင်းထိုးလာလို့ညာကြီးမင်းကြီးအကောင်လုံးရှိတဲ့ပြည်သူတွေထွက်ပြေးနေရတယ်နော်အဲ့တော့ကြည့်ပါဒီမှာဗီဒီယိုဖိုင်အောင်ကြည့်ပါကြောက်ဝိုင်းနဲ့ mà đi lùa về lâu 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 này trên này đấy cái đang chơi mình mà anh chơi mà sao anh nếu mà sao là ngã cái rồi kia đồng kia đồng luôn đi không khiêu quay nữa mà đi lùa về tôi yêu 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 nè đang đi nè cháu đã tài cho rồi luôn đi lên alo à, ဟာဒါတော့လက်ရှိဖာကန်လုံးကင်းမှာညဘက်ကြီးထွက်ပြေးတာတိနော်အဲ့တရင်လေးကိုကျွန်တော်အရင်ဖတ်ပြပါမယ်ဖာကန်ဒီနာကိုဦးတည်ပြီးမိုးကောင်းဘက်ကနေစတင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီပြည်သူစင်အား600ကျော်တဲကတရားဝန်ကျင်ဟာဒီကနေ့မနက်မှာလုံခင်းရွာအဝင်းရန်ချက်ကိုရောက်ရှိလာနေပြီလို့သိရပါဗျာ ရန်ချက်အထိရောက်ရှိလာတဲ့စစ်အင်အားတရားကျော်ဟာနန်သိန်းသားမှာတက်ဖြောက်သွားတဲ့အတွက်ရန်ချက်အထိဝင်ရောက်လာနိုင်ခဲ့တာဖြစ်တယ်လို့စီရင်နီဆက်တဲ့သတင်းရင်းမြစ်ကဆိုပါရယ်။ပင်မလန်ကျော်အတိုင်းတက်လာတဲ့လက်ကျန်စစ်ကောင်စီပူပေါင်းအဖွဲ့ကတော့နန်သိန်းအလုံးမှာ KIA တက်ရင်44ပူပေါင်းအဖွဲ့နဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။မိုးကောင်းကာမိုင်းဖကန်လမ်းမကြီးအတိုင်းတက်လာတဲ့တောက်လျှောက်စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာအင်အား600ကျော်တဲ့ကတပ်သားအချို့ကိုလမ်းကျောမှာနောက်ချန်အင်အားအပြည့်ချန်ထားခဲ့တာတွေလည်းရှိတယ်လို့တချို့ကတက်ဖြောက်ပြီးတောလန်းအတိုင်းစစ်ကြောင်းထိုးရွာကြောင်းနဲ့တချို့ကပင်မလမ်းကျောအတိုင်းတက်လာကြောင်းသိရှိရပါတယ်။ဒီမနက်ကစပြီးစစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာလုံခင်းရွာအဝင်ဒီရောက်ရှိလာပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒေသခံတွေကတော့စိုးရင်ပူပန်မှုမြင့်တက်နေတယ်လို့သိရှိရပါတယ်။ ကဲဒါကတော့လုံခင်းကိုဝင်လာတာအဲ့တော့ဒီသတင်းကိုလည်းကြော်စိုးဦးတို့ဘောမတင်ထားတယ်နော်အဲ့တော့မင်းတို့အဲ့ဒီဘောမတင်တဲ့သတင်းမှာတွားပြီးမှန်ပေးပါနော်လုံခင်းကိုအဲ့သူတို့တပ်မတော်ကလုံခင်းကိုဝင်လာပြီးဘာညာပြောအေးဟုတ်တယ်လုံခင်းကိုဝင်လာတာဟုတ်တယ်ဒါပေမဲ့မင်းတို့စထွက်လာတာအင်အားဘယ်လောက်နဲ့ထွက်လာလဲနော်လုံခင်းကိုရောက်တဲ့ချိန်မှာအင်အားဘယ်လောက်ပါလဲအဲ့ဒါလေးပဲမေးကြည့်နော်အဲ့ဒါလေးပဲမေးကြည့်တိလာအဲ့ဒါအဖြစ်ပဲနော်သူတို့လက်ရှိ KNY အနေနဲ့ ဗမော်မြို့တိုင်းတိုက်ပွဲကို KNA လို့ဘလို့တိုက်ထားတာ PDF တွေဘလို့တိုက်ထားတာ PDF တွေဘလို့တင်နေတာအလောင်းတွေထပ်နေတာဗဇက်ကပြောတာနော်ဒီနေ့ချိန်ထိဓာတ်ပုံတဘုံထုတ်ပြတ်နိုင်ဘူးရှင်းရှင်းလေးနော်အဲ့ဒါအဖြေပဲဒါကြောင့်မို့လို့လက်ရှိကချင်မာလဲလေတောက်တောက်လဲမသားပေါ်တာဘ ᱹ ဒူလေးအဲ့တော့တိုက်ပွဲတပွဲရဗျာကျွန်တော်ပြောမယ်နော်အခုလက်ရှိတိုက်နေကြတာစစ်ကောင်စီကလာတာဟုတ်တယ်နော်စစ်တောင်းထိုးလာတယ်အဲ့ဒါကိုစောက်ပြီးတိုက်တယ်လို့ ဘသူကတည်မလဲဒီနေရာမှာထိုင်ဆောင်နေတယ်ဒီကနေဘူးမတိဘာမတိလာတဲ့កောင်နေနဲ့ပြစ်ကြမယ်ဘလူတည်မလဲဟုတ်တယ်နော်နောက်တစ်ခုစကန်းသွားသိမ့်မယ်ဒီစကန်းသိမ့်တော့ဆိုဟဲ့စကန်းပတ်လည်မှာဘယ်ကဝင်ပေါက်ထွက်ပေါက်ဘလူအကောင်ကြီးထားဦးခဲ့ဘမပါရှိတယ်နော်ဝင်လာပြီးတော့သိပ်ပြစ်တာအဲ့တော့ဒီကလာပြီးသိပ်ပြစ်တဲ့កောင်နဲ့နော်သိပ်ပြစ်ပြီးတော့ဒီမှာအကောင်လုံးချစ်ချစ်ပုတ်ပြီးတော့ဟဲ့စကန်းကြီးကိုတိမ့်ကန်ထိလိုက်တာအဲ့တော့စကန်းလာတိမ့်တဲ့កောင်နဲ့အဲ့စကန်းကြီးကို ကျေမှုတ်အောင်အပြစ်ခံပြီးတိမ်းခံထိရတူဘယ်သူကသိမလဲရှင်းရှင်းလေးတွေဗျာဟုတ်တယ်မလားအပြင်းရှင်းနေတယ်နော်ကျွန်တော်ပြောတာမှားလားကဲလက်ရှိနေပြည်တော်စွန့်တော့စခန်းတွေစွန့်တော့နာဘယ်သူတွေလဲ PDF တွေလားတိုင်းနာတစ်နှက်ကင်တွေလားစစ်ကောင်စီလားစစ်ကောင်စီလေအဲ့တော့ဒီစခန်းကိုလာသိမ့်မယ်လာသိမ့်ပြီပပလေဝင်ပေါက်ထွက်ပေါက်အကုန်လေ့လာပြီးမှသိမ့်တယ်ဆောင်းလာလာသိမ့်တာမဟုတ်စခန်းသိမ့်တယ်ဆိုတာဟုတ်တယ်နော်ဒီမှာအင်အားဘယ်လောက်ရှိလဲဝင်ပေါက်ဘယ်ရောက်ဝင်မလဲထွက်ပေါက်ဘယ်ရောက်ထွက်မလဲနော်ရှစ်ထွက်မိုင်းနဲ့ဘယ်ရောက်ရှင်းမလဲဒရုန်းနဲ့ဘယ်ရောက်ထုမလဲစတဲ့ဖြင့် နော်အကုန်လုံး pressure ပြီးမှလာသိမ်းတယ်လာသိမ်းတယ်ပြစ်တယ်ရှိတဲ့အဆောင်လေးတောင်ကြေဖို့ကုန်တယ်အကုန်လုံးလမ်းပြန်ထွက်ကုန်တယ်အဲ့စကိုင်းကြီးကိုတိမ်သွားတယ်ဟုတ်တယ်နော်အဲ့တော့လာသိမ်းတဲ့အဖွဲ့နဲ့အဲ့တလိုမျိုးချင်းချင်းနဲ့ကြည့်အောင်အလောက်ခံပြီးစကန်းသိမ်းတဲ့အဖွဲ့ဘယ်သူကသိမလဲချင်းချင်းလေးပြအဖေကပါစက်နဲ့သိခိုင်းလို့မရဘူးလက်တွေ့တက်ချာအဲ့လိုပေဖို့လိုတယ်နော်ကျွန်တော်ပြောဟုတ်တယ်မလားနော်ဒီမှာခွေးစစ်တောင်းပေးရလာတယ် အညာမှာတွေ့တယ်မလားစစ်ကြောင်းစောက်ပြီးတော့တိတ်ကျုံးလာကားတန်းလာတယ်အဲ့တော့ဒီညမှာကင်းမုံးနေမှုပြီးစောင့်နေတယ်ခွေးစစ်ကြောင်းထိုးလာတယ်တိတ်ပစ်တယ်စစ်ကြောင်းတစ်ခုလုံးဖေဟိုဘဲနဲ့ထွက်ပြေးတယ်အဲ့တော့ဘဒူးတိတ်မှလဲစောက်ပြီးတော့ပြစ်တဲ့ကောင်တွေကတိတ်မလားပြစ်ခံထိပြီးဖေဟိုဘဲရဲ့ပြေးတဲ့ကောင်ကတိတ်မလားအဲ့တော့မင်းတို့ PDF ဘက်ကောင်မတည်ဘူးလားတည်တယ်ဒီတင်းနိုင်စခန်းသိမ်းတိုက်ပွဲတွေတဲ့ဒီလိုမျိုးထိတာပဲကိုယ့်ဘက်ကဘယ်နှယောက်ကြတယ်နှစ်ယောက်ကြတယ်တုံးယောက်ကြတယ် ဟုတ်တယ်မလားထိခိုက်ဒဏ်ရာရတဲ့လူတွေရှိတာပဲဒါပေမဲ့ခုနကပြောသလိုဘသူကသေမလဲစဉ်းစားကြည့်လေဟုတ်တယ်နော်နော်အခုလက်ရှိဘမောဘမောမှာဘလို့ပြောနေတယ်လေရင်ပြစ်ချပလိုက်တယ်ရှင်းရောနော်လက်ရှိစစ်ကိုပြောဘမောဘလို့ထိန်းထားပြီးစနိုက်ပါတွေကဘလို့ထောက်ထားတယ်အခု KYN ရဲ့ဒီဘမော27ကာကင်းကိုဘယောက်ဝတ်ပြီလဲမေးလိုက်လေဒုတော်လိုင်းဘက်ကလူတွေရှင်းတယ်နော်စကားရအများကြီးမပြောဘူးတိလာဘမော27ကာကင်းဘယောက်နေပြီအဲ့ဘလို့သိမ်းသွားပြီလေအဲ့အဲ့လားပဲရှင်းတယ် ဝါရဖြန့်လို့မရဘူးဒီတော်နိုင်ဖက်အချမ်းမှာမဟုတ်ဘဲနဲ့ဟုတ်တဲ့ဝါရတော်ဖြန့်ကြည့်မင်းတို့ဘက်ကစစ်တပ်ထောက်ခံတဲ့ကောင်တွေစဲဖို့ဆိုတာအဝေးကြီးကိုအချင်းချင်းပြန်ဆဲလို့မှငါလည်းတော့လို့ခါကုန်းသွားမှာကောလုံးကျွန်တော်မဟုတ်တာသင်ကြည့်ဟောတနေ့နိုင်တိုင်းမှာဘယ်စခန်းကိုသိမ်းသွားတယ်မသိမ်းမဲနဲ့ကျွန်တော်တော်ကြီးလောက်ကြိုင်းသင်ကြည့်အကိုဘက်ကကောင်တွေငါနဲ့ပြန်တော့လို့ခါကုန်းသွားမှာအဲ့ဒါရှင်းလားအဲ့တော့တည်င်းတင်နေဆိုတော့အဲ့လိုပေါက်ကရတင်လို့မရဘူးเนาะအခုလေလက်ရှိ ဖားကန်လုံခင်းမှာစစ်တပ်ဝင်လာတယ်ဆိုပြီးတော့အကောင်ထွက်ပြေးကြကြည့်အဲ့တော့တိုင်းပြည်ပေါ်မှာရွာတဲကိုဓမြတွေဝင်လာပြီဆိုပြီးရုတ်ချင်ထဲမှာအော်တဲ့ဗီဒီယိုဖိုင်တွေတူးမှာပါအဲ့အဲ့ဒါအခုလက်ရှိလက်တွေ့ပဲ PDF တွေဝင်လာလို့အဲ့လိုထွက်ပြေးရွာမတွေ့ဘူးလေရှိလားရှိလားမရှိဘူးစစ်တပ်လာရင်အကောင်ထွက်ပြေးကြတယ်စစ်တပ်စစ်ကြောင်းထိုးလိုက်ရွာလုံးကျပြေးတယ်ပင်းစစ်ကြောင်းကြောင်းထိုးကတောက်လျှောက်အကုန်လုံးမိလောက်မြင်ညာမြင်ခဲ့တယ်အဲ့တော့ဒီတိုင်းပြည်မှာတိုင်းပြည်ကိုဖျက်ဆီးနေတဲ့အကြမ်းဖက်ဓမ္မတွေကဘဒူတွေလဲ အဲ့ဒါဖြေပဲညင်းနေစရာမလိုလက်တွေ့ကြကြเนาะအဲ့တော့မပူပါနဲ့ထပ်သေးအောင်မှာပါเนาะအခုဖားကန်လုံခင်းမှာလဲ600လုံခင်းနဲ့ဝင်းလာလဲဆိုပြီးတော့ဘောမတွေကဖွာတယ်မတိလို့ရှိရင်တကယ်ပဲတတ်မတော်ကြီးကလုံခင်းကိုစိုးမိုးပါလို့ဒါမဲ့ထွက်လာတော့600လောက်ပါတဲ့အင်အားဖားကန်လုံခင်းလာ100ကျော်ပဲကျန်တော့တယ်လမ်းမှာမြေဩဇာတွေဖြစ်ကြမိခဲ့တာဟုတ်တယ်เนาะအဲ့ဒါဟုတ်တော့မလို့သွန်ပေးကြည့်เนาะရှင်းနေတဲ့အဖြေကအခု လက်ရှိတနင်္လာရနေ့ကရင်ပြည်နယ်မှာလည်းနောက်ထပ်စကန်းသိန်းတိုက်ပွဲတွေဆက်တိုက်နေတယ်လာပါမယ်နော်အခုဒီနေ့ပြင်းထန်တဲ့အဲ့တဲ့င်းလေးကိုကျွန်တော်ဖတ်ပြပါမယ်ကရင်ပြည်နယ်မြောက်ပြည်တောင်ဘက်ဒေါနတောင်အရှိချမ်းထိုင်းမြန်မာနယ်စပ်နားကစစ်ကောင်စီတပ်ရဲ့တေဘောဘိုးတပ်စခန်းကို KNU နဲ့ပူးပေါင်းတပ်ကထိုးစစ်ဆင်ရမှာတိုက်ပွဲပြင်းထန်နေပြီးထိုင်းဘက်စီအရက်တပ်300နီးပါးထွက်ပြေးသိမ်းချောင်လာကြတယ်လို့ထိုင်းနယ်စပ်တရင်းရင်းကဖော်ပြပါတယ်ဒီကနေ့မေလ29ရက်မှာမြဝတီဝေါ်လီလမ်းပိုင်းကတေဘောဘိုး တပ်စခန်းကို KNU နဲ့ပူးပေါင်းတပ်က drone တွေနဲ့လက်နက်ကြီးတွေနဲ့တုံ့ပြန်ပစ်ခတ်တိုက်ခိုက်တာလို့သိရပါတယ်။တနေ့လုံးနီးပါအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေပြီးမြန်မာဘက်ကအရက်သားပြည်သူ290ဦးထိုင်းဘက်ခြမ်းကိုထွက်ပြေးလာကြတယ်လို့ထိုင်းနယ်စပ်သတင်းတွေကအသိပေးထားပါတယ်။တိုက်ပွဲချင်းနေတဲ့ပတ်သက်ပြီး KNU ရဲ့ concrete မြို့နယ်အုပ်ချုပ်ရေးပိုင်းဥက္ကဋ္ဌဘရိုဆော့ဖာတရာကပြင်နေကြတော့ပဲလို့ကြားတယ်လို့ပြောပါတယ်။ KNU ရဲ့အုပ်ချုပ်ရေးနယ်မြေတပ်မတ်ပုံရ ဘလက်ဒိုတက်စခန်းတည်ရှိတဲ့ဟော်လီမြို့ဟာဒူပလာခရိုင်ကော့ဂရိတ်မြို့နယ်ထဲမှာပါဝင်တယ်လို့သိရပါတယ်။ဟော်လီဒေတာအတွင်းတည်င်းရင်းမြစ်တူကတော့တေဘောဘိုးရွာနဲ့တောင်နီရွာကြားမှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့အတည်ပြုပါတယ်။လက်ရှိတိုက်ခိုက်နေတဲ့တေဘောဘိုးတက်စခန်းကိုပြီးခဲ့တဲ့2020ခုနှစ်မေလမှာကင်ယန်ယူနဲ့ပူးပေါင်းတပ်ကတိုက်ယူဘူးပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်ကနယ်မြေခြေကုပ်စခန်းကိုလက်လွတ်မခံလိုတာကြောင့်အလုံးရင်းနဲ့တံပြန်ထိုးစစ်ဆင်ရမှာကင်ယန်ယူကပြန်လည်လွတ်ပေးခဲ့ရတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမေလ23ရက်ကတေဖောဟိုတက်စခန်းသားကဘလက်တိုတက်စခန်းကို KNU ကတိုက်ယူထားပါတယ်ဘလက်တိုစခန်းတိုက်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိုင်းဘက်ကိုထွက်ပြေးရတယ်လို့လက်နက်ခဲရန်အများပြားတိုက်စေးရမိတယ်လို့ KNU ကထုတ်ပြန်ထားပါတယ် KNU ဟာထိုင်းမြန်မာ26ချောင်းမှာရှိတဲ့တပ်မဟာခွနစ်စီးရေလှုပ်ရှားရနေပြည်တွေကစစ်ကောင်စီတက်စခန်းအလုံးကြီးပါကိုတိုက်ခိုက်တိမ်းယူပြီးတဲ့နောက်တပ်မဟာ6ဘက်ကနေဆက်စခန်းတွေကိုဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်ဘလူးရိုစခန်းကြတော့ပဲမယ်ကေအန်ယူတပ်မဟာ6စီးရေလှုပ်ရှားရနေမြေမြောက်ဒီမြို့တောင်ဘက်ချမ်း ော်လီဒေတာမှာစစ်ကောင်စီတပ်ရဲ့တပ်စခန်းတွေအနေနဲ့ဟော်လီဗျူဟာပြဘောဘဝါမီထဩဂရိထကနဲလီမော်ခီတပ်စခန်းတွေကြန့်ရှိနေပါတယ်စစ်ကောင်စီတပ်ကတော့ထိုင်းနယ်စပ်တစ်ချောင်းမှာတပ်ဆွဲထားတဲ့တပ်စခန်းတွေတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးတရင်ထုတ်ပြန်တာမရှိပါဘူးမြန်မာဘက်တိုက်ပွဲတွေကြောင့်ထိုင်းစစ်တပ်ကလည်းနယ်စပ်တစ်ချောင်းတပ်ဖြန့်ထားပြီးအခြေအနေကိုအဓိကစောင့်ကြည့်နေတယ်လို့ထိုင်းမီဒီယာတွေကဖော်ပြထားပါတယ်ကဲဒါကတော့လက်ရှိပြည်ပြည်နယ်မှာတိုက်နေတဲ့တရင်တွေနော်အဲ့တော့ စစ်ကောင်စီကတော့အလုံးတိတဲ့အတိုင်းဘယ်စခန်းပဲကြကြဘယ်စစ်သားပဲတည်တည်ဘယ်တက်ရင်းပဲပြုတ်ပြုတ်ဘယ်တက်မှပဲပြုတ်ပြုတ်ဘယ်ဘျူဟာကုန်းပဲပပမပြောဘူးရှင်းရှင်းလေးနော်ရှင်းရှင်းလေးတို့နိုင်တယ်ပဲပြောတယ်ဘလောက်ထိနိုင်တယ်ပြောတယ်အာနာစသိန်းကစားတဲ့အနိုင်နေတာအခုမြို့ပေါင်းဘလောက်ကုန်သွားပြီလဲစခန်းပေါင်းဘလောက်တိန်းကထီပဲအများကြီးမပြောတော့တလအတွင်းစခန်းပဏ္ဏခုတိန်းကထီတယ်အဲ့ဒါပဲကြည့်ဟုတ်လားမဟုတ်လားအလားကမဟုတ်လား မဟုတ်လေအဲ့လိုလက်ရှိဘောမဘက်ကပြူးပြဲတဲ့တင်းတဲ့ကောင်လေးမေးတင်တာအဲ့ဒါအဖြစ်မင်းတို့တိုင်းငံထိတာဟုတ်လားမဟုတ်ဘူးလားအဲ့ဒါစစ်ရှုံးနေတာဘာတူလဲဝန်ခံလေကွာယောက်ျားတွေဟာကြီးကိုမင်းတို့အားပေးထောက်ခံနေတဲ့ကောင်တွေလည်းယောက်ျားတွေကိုကိုယ့်ကိုတတ်မှန်ရင်ဟုတ်တယ်ငါတို့စစ်တပ်ဘက်ကရှုံးနေတယ်နော်မင်းတို့စစ်ဘိုလ်ချုပ်စစ်ခေါင်းဆောင်တွေကလည်းကိုယ့်ကိုယောက်ျားလို့တတ်မှန်ရင်ငါတို့တတ်မတော်ဘက်ကရှုံးနေတယ်ဟုတ်တယ်မလားဝန်ခံရရမယ်လေအဲမင်းတို့ကအခုအရှုံးမတော်ဝန်ခံရတဲ့မင်းတို့ကဂျော်လကီးတွေ အစမင်းတို့ပြောတော့ပါစစ်သားဆိုတော့ယောက်တားရှင်မကြီးတွေဘာမဖြစ်တာညာဖြစ်တာပြောဟာကိုလေးပါလေးစားတာကဲစစ်သားဆိုယောက်တားပီတာတဲ့ယောက်ျားကြီးတွေပေါ့ဟမ်ခိုင်းမဲ့ချောင်းထွက်ပြီးဆောက်ဆောက်လေးထိုင်ခိုင်းနေတာဟိုမှာကျွန်စုတ်တဲ့တရက်စီကတော့နည်းနည်းရုပ်ပေါက်လေးတွေစုတ်ပြတ်တက်ပြီးရုပ်ကလက်ကပိတ်ကပ်ထားတဲ့200ထန်လိုပဲစုတ်ပြတ်နေတယ်ခေါင်းလုံးဟမ်အနာစစ်သားလားဟမ်ရှောင်းလက်ခံလေးဟောအခုစကမ်းတိုင်းတိုက်ပွဲလာတယ်နော် KNU နဲ့ပြည်ထောင်ပွဲကြီးလာတိုက်တယ်မနိုင်ဘူးမနိုင်ဘူးဆိုအရှုံးပေးလိုက်လေး အာမင်းတို့ငါရှုံးတယ်ကွာငါတို့ရှုံးတယ်ဟမ်ရှုံးပြီလေတိုက်ပွဲတစ်ခုမှအနိုင်ရအရှုံးကတစ်ခုပဲရှိတယ်မဟုတ်လို့ပြောနေကြတယ်ဒါပေမဲ့လက်ရှိဒီနေ့ခေတ်မှာဘာဖြစ်လဲနောက်တစ်ခုထပ်တိုးလာတယ်အနိုင်အရှုံးထွက်ပြေးဟမ်ဟုတ်တယ်နော်လက်ရှိစစ်ကောင်စီဘက်မှာနေစကားတွေပြောနေကြတာတော့တိုက်ပွဲတစ်ခုအားတယ်အနိုင်နဲ့အရှုံးတစ်ခုပဲရှိတယ်တဲ့ကဘာပေါ်မှာပြောနေကြစကားဒါပေမဲ့လက်ရှိ27မှာအာနာတိမ်းပြီးနောက်မှာစစ်ကောင်စီဘက်ကနောက်ထပ်တစ်မျိုးထပ်တိုးတယ်နိုင်နိုင်ပဲမနိုင်ရှုံးမယ်ပြီးထွက်ပြေးမယ် ဆိုတော့သူကအနိုင်ဆိုတာခါမှမတွေ့လာတက်စကားနေအကုန်ကုန်းနေရှောင်းရှောင်းမရှောင်းထွက်ပြေးအဲအဲ့လိုအဲ့လိုမျိုးဖြစ်လာတာဟာသူများနိုင်ငံနဲ့ထွက်ပြေးမရှက်ဘူးလားဘင်္ဂလားဒေ့ရှ်ကဘင်္ဂလားဒေ့ရှ်ထွက်ပြေးတယ်အိန္ဒိယနာနီအိန္ဒိယထွက်ပြေးဟာအမင်းတို့တွေလက်လန်နေကွာဟမ်ပြောတော့ဗါလေယောက်ျားချင်းမှာစစ်သားကြီးတွေဆိုကိုအရှုံးကိုလက်ခံလေဟုတ်တယ်မလားဘာပြောထွက်ပြေးဘူးလဲကဲအဲ့တော့ဘောမတွေကတော့လှော်မှာပဲသူတို့ကအမြဲနိုင်နေလားနော်ဘာသူတို့တည်တာမဟုတ်တော့ဘူးမင်းတို့တည်တဲ့ဟာကြီးဟမ် သူတို့တည်တည်တည်မှုသူတို့အခွင့်ရရတယ်လော်ပြီးလို့အဘာတွေကစုချတယ်ဟုတ်တယ်မလားဟမ်ဒါပဲမင်းတို့အရှင်းထဲမှာစစ်သားရဲ့သူရဲ့ပေပေါ့သူတို့တည်တာမဟုတ်တာကြီးငါတို့တော်လှန်ရေးဘက်ကအားလုံးကမျက်လူလောက်တာနော်အဲ့ဒီရဲဘော်တွေအတွက်ရှင်းထဲမှာလိုတဲ့အတွက်ထောက်ဖို့တွေဝိုင်းရှာကြတယ်အားပေးတဲ့ပြည်သူတွေကနိုင်ဝိုင်းထည့်ကြတယ်ငါတို့ကနိုင်မြတ်တော်ဝင်ထမ်းပြီးအားလုံးပါဝင်ပူးပေါင်းနေတာမင်းတို့ကမြောက်ပေးပြီးအသေးခံတာမတူဘူး နော်လာရခြင်းနဲ့မတူဘူးလာရခြင်းနဲ့မတူဘူးတန်ဖိုးခြင်းနဲ့မတူဘူးဒါကြောင့်မို့လို့ခွေးတရာသေလို့သေတာနဲ့ငါတို့တူရဲကောင်းဘက်က PDF ဘက်ကတူရဲကောင်းတယောက်သေတာမလဲနိုင်ဘူးလို့ပြည်သူပြည်အဲ့စကားကိုပြောတာအဲ့ဒါဘာကြောင့်လာရခြင်းနဲ့မတူလာရခြင်းနဲ့မတူတန်ဖိုးခြင်းနဲ့မတူတဲ့အတွက်အဖြစ်ပေါ်လာနော်ဒါဆိုအားလုံးတဘောပေါက်မှထင်ပါလေတိလား